ကျွန်တော်ကျတော့ဘယ်လက်ပါလဲအခုကကျွန်တော်အားလုံးအားပွားလိုက်ပြီလားကိုပိုင်တက်ကောကျွန်တော်တော့မွေးပျော်တတ်တဲ့အထဲမှာပါပါတယ်ကျွန်တော်ကျွန်တော်မွေးပြီးတော့အားပွားလိုက်ပြီလားဘာလို့ပွဲရမှာဟောလားအာဒါအာကျွန်တော်အဲ့လိုတော်တော်လေးမူးခဲပါတယ်ဒါပေမဲ့တခါရရင်မူးလို့ရှင်လေအဲ့လိုအားပွားလိုက်ပြီအဓိကဒီလိုပါကျွန်တော်နဲ့တငယ်ချင်းတွေပတ်ဝန်းကျင်မှာအများစုပါတငယ်ချင်းတွေကဂျမကလူလင်လေးများတယ်ပေါ့နော်ကိုကိုတိုင်းကလည်းအဲ ကျွန်မကလူလင်နေနဲ့ဟိုပို့ပြော်တယ်ပေါ့နော်တကယ်ချင်းနေနဲ့သွားတာလာတာဆိုတော့ကျွန်တော်ဒါကိုပိုင်းတက်ကောနှစ်ယောက်လုံးအတူတူပဲကျွန်တော်တို့ border ပတ်ချလဲမှာအဲ့လိုပေါ်တာရမကလူလင်များတဲ့ခါကျတော့အဲကျစဉ်းစားဟာသူတို့အတွက်တချင်းလေးပေါ့နော်အဲသူတို့အတွက်တချင်းလေးလောနောက်တစ်ခုကကျတော့ဘာလဲဆိုတော့ဟိုရမကတချင်းဆိုပေမဲ့လည်းဟိုတကယ်ကိုဟိုကောင်းမွန်တဲ့ message ကြီးလည်းပါပါတယ်ကျွန်တော်တို့ဒါလူ့ဘဝမှာနော်ဟိုဖြတ်တန်းနေတဲ့ကာလာလေးမှာပျော်ပျော်လေးနေကြဖို့စိတ်ညစ်စရာတွေမတွေးဘဲနဲ့ ဟာပျော်လေးနေကြဖို့အဲ့လိုမျိုးလေးလည်းပါပါအဓိကဒီလိုပါကျွန်တော်နဲ့ငွေချင်းတွေပတ်ဝန်းကျင်မှာအများစုကငွေချင်းတွေကဂျမကာလူလင်လေးများတယ်ပေါ့နော်ကိုကိုတိုင်းကလည်းအဲဂျမကာလူလင်နေနဲ့ဟိုပိုပျော်တယ်ပေါ့နော်ငွေချင်းနေနဲ့သွားတာလာတာဆိုတော့ကျွန်တော်ဒါကိုပိုင်းတက်ကနှစ်ယောက်လုံးကအတူတူပဲကျွန်တော်တို့ border ပတ်ချလဲမှာအဲ့လို ပေါ်လာရမကလူလင်များတဲ့ခါကျတော့အဲကျစဉ်းစားဟာသူတို့အတွက်တချင်းလေးပေါ့နော်အဲသူတို့အတွက်တချင်းလေးလို့နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ဟိုရမကတချင်းဆိုပေမဲ့လည်းဟိုတကယ်ကိုဟိုကောင်းမွန်တဲ့ message ရှိလေးပါပါတယ်ကျွန်တော်တို့ဒါလူ့ဘဝမှာနော်ဟိုဖြတ်တန်းနေတဲ့ color လေးတွေမှာပျော်ပျော်လေးတွေနေကြဖို့စိတ်ညစ်စရာတွေမတွေးဘဲနဲ့ဟမ်ပျော်လေးနေကြဖို့အဲ့လိုမျိုးလေးလည်းပါပါရှိရရှိတာပါလားအမျိုးမျိုးရှိတယ်တချို့ကကြတော့ငိုတာတချို့ကကြတော့အရန်ပျော်တာ အတချို့ကျတော့ရစ်တာဟာရစ်တာအဲ့ဒါရစ်တာမကောင်းတော့အဓိကအဲဘယ်လိုပြောရမလဲမူးမူးရင်ပျော်တဲ့သူပူပူပြီးတော့ချစ်ဖို့ကောင်းတာပေါ့နော်အဲ့တော့အားလုံးတယောက်နဲ့တယောက်နောက်ကျပျောက်ကြပေါ့အမျိုးမျိုးပေါ့နော်တယောက်နဲ့တယောက်အဲ့ဒီခံစားချက်ပေါ်မှာမူတည်ပြီးတော့တယောက်နဲ့တယောက်အပြောင်းလဲလေးရှိကြပါကျွန်တော်ကျတော့ဘယ်လက်ပါလဲအခုကကျွန်တော်အားလုံးအာပွားလိုက်ပြီလားကိုပိုင်တကောကျွန်တော်တော့မူးရင်ပျော်တတ်တဲ့အထဲမှာပါပါတယ်ကျွန်တော်ကျွန်တော်မူးပြီးဆိုအာပွားလိုက်ပြီလားဘာလို့ပွဲရမှာဟောလား အာဒါအဲ့ကျွန်တော်အဲ့လိုတော်တော်လေးမူးခဲပါတယ်ဒါပေမဲ့တခါရရင်မူးလို့ရှင်လေအဲ့လိုအားပွားလိုက်ပြီကျွန်တော်ကဟိုတငငချင်းထဲမှာဆိုရင်ကျွန်တော်မတောက်တက်ဆုံးပြောလို့ရဒါကကိုကိုကိုဟိုလိုပြောပြောတာမဟုတ်ပါဘူးတကယ်ဒါပေမဲ့လေဟိုကျွန်တော်ကဟိုတကယ်ဒီခါရမှာလို့ဘားပွဲလို့ဘာလို့ကျွန်တော်လေးဆိုပြတဲ့ခါမှာတငငချင်းနေပြည်သက်တွေအာ cheers လို့လို့ရှင်ဒါကကိုက social ဆိုတော့လာ cheers လို့ကြားအကြိုက်နေတယ်ဒါကလည်းဒါနင်းနေပပနင်းနေပပဟိုဟာလေး အဲကောင်းသွားလို့ရှိတာပေါ့နော်အဲလိုကြံပျော်တာပေါ့နော်အဲလိုကြံတကယ်ချင်းဟိုတကယ်ချင်းနေပြိတ္တတွေနဲ့သူတို့နဲ့အတူတူပျော်တဲ့အခါမှာပို့ပြီးတော့ဟိုဘယ်လိုပြောရမလဲတသားလေးဖြစ်သွားတာတသားဖြစ်အောင်တသားဖြစ်အောင်ဟုတ်ပါဘူးဒါပေမဲ့ခဏလေးပေါ့ဟိုအဓိကကတော့ဒါကျွန်တော်တို့ကဒီဒီဒီအရက်သေးစားတောက်စားဖို့တွန်းအားပေးတဲ့တချင်မှုပါဘူးအဓိကပြောစရာတချင်လေးပါဟိုအเจ้าညာကတော့ပေါ့နော်ဒီလိုမျိုးဟိုအရင်တော့ဆိုတဲ့တချင်လေးရှိရလေမာ အာမဥတီတချင်းတို့ကောင်းမလေးအကြီးဆုံးသစ်လို့တော့မင်းကြောင့်ကိုရက်တော့ပြီလေသစ္စာအဲ့လိုအဲ့လိုပေါ့ဟိုပျော်စရာလေးပျော်တချင်းတပိုးအဲ့တချင်းတွေကလည်းပြန်ဆူဘူးတယ်ဆိုတော့လေအဲ့တော့ကို့အတွက်ရမကန်နဲ့ပတ်သက်တဲ့အဲတချင်းလေးတွေပေါ့အဲအဲ့လိုမျိုးလေးဟိုကိုကပျော်ယောက်ျားလေးအတွက်တချင်းပေါ့ဗျာဝါချော့အမီလေးထွက်ပြီးတယ်အာဝါချော့အပီလေးပေါ့ဝါချော့အပီလေးပေါ့ ဟုတ်အဲထွက်လာတော့10ရက်10လမှာထွက်လာမှာတွေ့ပါမယ်ကျွန်တော်ဒီဒီသင်းလေးကိုဒီ JL bike လေးပါဝအောင်ဆိုပြီးတော့ကျွန်တော်တို့ရွေးချယ်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ဟိုအရန်ကျွန်တော်တို့ပေါက်နေတဲ့ကျွန်တော် queen နေထူနိုင်တို့ဒိုပေါက်တို့လင်းအောင်ခက်တို့အဲသူတို့တို့အားဖြည့်လိုက်တဲ့ခါကျတော့ကျွန်တော်တို့ရဲ့ဒီ JL bike လည်းပြည့်စုံသွားတယ်ပြီးတော့ queen neutral night ရဲ့ trade mat တွေလည်းပါလာ trade mat တွေလည်းပါပေါ့နော်ကျွန်တော်ကဘယ်လိုအဓိကကတော့ဒီ fan base ကိုကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့ ਨੇ လိုပြောပြပရိသတ်ပေါင်းဆက်လိုက်တာဗောနော်ကျွန်တော်ကျွန်တော်ပုံပရိသတ်ရဲ့ကိုနီ29တို့ဒူပေါတို့ညီလေးဒူပေါတို့ဗောနော်အဲ့လိုမျိုးပရိသတ်ဒီဟိုလင်းအောင်ခစ်တို့ဗောအဲအဲ့တော့မတူညီတဲ့ပေါင်းဆက်မှုတွေတခုလုပ်ပြီးတော့အဲ့လိုကြီးလက်ပုံစံပြောကြတဲ့ချင်းတွေတခုဖန်တီးတာဗောရိုက်ကူရတော့ EM production ကနေရိုက်ပြီးတော့ဆက်လိုက်တာတက်တာတော့တော်တော်တက်တာဟာတော်တော်လက်ပြင်မယ်ပြင်မယ်ဆိုတာမိုးတအားများတဲ့အချိန်ရိုက်နေနေ ရုတ်တရက်အဲ့လိုပေါ့မိုးကြီးလေကြီးချပြီးတော့လို့အပြေးသွားရတာလေးလည်းရှိတယ်ပြီးတော့ဆက်တင်နေရအစပေါ့နော်သူတို့စောက်တာဟိုသူကြိုပြီးတော့ဟိုရိုးရိုးဟိုထန်းရင်ဆိုင်မှာသွားရိုက်လို့ရှင်းတယ်ရပါတယ်ဒါပေမဲ့လည်းဒီရိုက်ကူးရေးပိုင်းကအစသူတို့ကဟိုဆက်တင်ထန်းရင်ဆိုင်အတုပေါ့အဲ့ပဲစောက်လိုက်တယ်ပေါ့နော်သူတို့ရဲ့တုံးကာလာပေါ့အဲ့တော့ရိုက်ကူးရေးကဒီညီညီမတွေသူတို့သူတို့လူချင်းနဲ့ vibe တွေရအောင်ပေါ့နော်အဲ့လိုမျိုးလေးစနေတကြလေးလုပ်ထားရတယ်တိခတ်ပေးတာတော့ဒါကျွန်တော်နဲ့လက်တွဲနေကြကျွန်တော်ရဲ့ music producer ကို deep champ ဖြစ်ပါတယ် ကျွန်တော်တော့အဲကိုခဲနဲ့တွဲလိုက်ပြီဆိုရင်ကျွန်တော်ကထူးထူးခြားခြားဖြစ်ချင်တာထူးထူးခြားဖြစ်ချင်တယ်ဆိုတော့ဒီတချင်းနေဒီကိုခဲနဲ့တွဲတဲ့တချင်းနေကြရင်ပို့ပြီးတော့ဟိုအားဖြစ်ပို့ပြီးတော့ဟိုဘယ်လိုပြောမလဲဟိုအားရတယ်ပေါ့နော်အားရတယ်ဒီတချင်းလေးကလည်းကျွန်တော်တို့အားရမှုတော့လို့ပဲထပ်ပြီးအားရမဲ့တချင်းတစ်ပုဒ်ဖြစ်ပါတယ်အော်ကျွန်တော်တို့နှစ်ယောက်စီစဉ်ထားတဲ့ဒီချက်ကွချီယာစ်တချင်းကိုထွက်လာရင်ပြိတ်သက်တွေကဟိုအစ်စ်ကလေးခံစားမှဖြစ်တယ်လို့ အနှစ်ကလေးဖြစ်မယ်ဆိုတာကိုယုံကြည်ပါတယ်လို့အားပေးကြပါဦး